ကဲမြေကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ United ရဲ့အကြောင်းရှိသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြေကိုရီနဲ့အတူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ဆိုတော့ဒီ United ရဲ့အကြောင်းရှိသတင်းတွေဆိုတာကကျွန်တော်တို့ United နဲ့သတင်းထွက်နေတဲ့ကစားသမားတွေရဲ့အကြောင်း ဟိုကျွန်တော်အသေးကိုရောက်လာရင်အဆင်ပြေနိုင်လားအဆင်မပြေနိုင်ဘူးလားဆိုတဲ့အပေါ်လေးကိုတိုးတက်သွားမှာတော့မဟုတ်ဘူးအဓိကကတော့ဒီလက်ရှိ United ခေါ်ဖို့ကြိုးစားနေတဲ့ plan ရဲ့ပြီးတော့ United ရဲ့ last minute transfer ကိုကျွန်တော်ဖြစ်စေချင်တဲ့ပုံစံကိုကျွန်တော်ရဲ့အမြင်နဲ့နေချင်းကိုကျွန်တော်ညီကိုရင်းနဲ့အတူတူဆွေးနွေးတိုးတက်သွားချင်တာဆိုတော့ပထမဆုံး striker နေရာနေစပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော် Manchester United တင်ရနောက်ဆုံးတက်လာတဲ့ report တွေရဆိုရင်တော့ကျွန်တော်တို့ကဒီ Victor Rockhan နဲ့ Liam Dillard တွေကတယောက်ယောက်ဖြစ်ဖို့ရပဲများတယ်လို့ကျွန်တော်တော့မြင်တယ်ဆိုတော့ Victor Osimhen ကကျွန်တော် Manchester United တင်တဲ့တောက်လျှောက်သတင်းတွေထွက်နေခဲ့ဆိုပေမဲ့လည်းဒီကျွန်တော်တို့ United ကဘယ်တော့မှဒါစိ င်မြင်သားခဲ့ဆိုတာကိုအတီလင်းကြီးညာထားတယ်။အဓိကကတော့ဒီပီတာအိုစီမန်ရဲ့လောက်ကလာတာကြောင့်လို့ပဲကျွန်တော်ကတော့မြင်တယ်။ဒီကစားသမားဆိုရင် track record လည်းပြပြီးသားဗျာ။ဒီ blue man record တွေလည်းရှိတယ်။ရှိတဲ့ကစားသမားကိုတရှိချိန်မှာဘယ်တင်ရမှအရန် seriously like မနေတာကသူ့ရဲ့လာစာပြဿနာအကြောင်းဘလို့သူ့ရဲ့လာစာကိုဘယ်တင်ရမှပြေးမချေချင်တာကြောင့်လို့ပဲကျွန်တော်ကတော့မြင်တယ်။ဆိုထားပါတော့အဓိကကတော့ဒီမှာကျွန်တော်တို့ဒီပီတာ rock fan နဲ့ lion dealer တို့ကျွန်တော်မန်ချက်စတာ united အသင်းကိုနှစ်ယောက်တစ်ယောက်တစ်ယောက်တော့ရောက်လာနိုင်တယ်။အမှန်တမ်းပြောရင်ဒီကစားသမားနှစ်ယောက်စလုံးက UCN ကံကွင်းရတဲ့အသင်းကိုလာခြင်းတယ်လို့တော့ပြောထားတယ်။ဒါပေမဲ့ ခုနောက်ပိုင်းသတင်းတွေရဆိုရင်တော့ဒီ Lion Delay ကကျွန်တော် Manchester United ကိုဒီအသင်းကြီးတသင်းအနေနဲ့ဆက်ပြီးတော့ယုံကြည်နေသေးဖြစ်ပြီးတော့ကျွန်တော် Manchester United တင်းရဲ့အနာဂတ် plan မှာလည်းပါဝင်ခြင်းနဲ့အတွက်ကြောင့်မို့လို့ဒီလာခြင်းနဲ့ပို့ပြီးတော့နီးစပ်နေတယ်လို့လည်းပြောထားတယ်။ဆိုကျွန်တော် Manchester United အနေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်းဒီ Europa League မှာဖလားရပြီးတော့ Champions League ဝင်ခွင့်ရခဲ့တယ်ဆိုရင်တော့မှဒီ Vitor Roque ကိုကြိုးစားဖို့ရတော့ခက်လိမ့်မယ်လို့ထင်တယ်။အနည်းဆုံးသူ့ကိုခေါ်မယ်ဆိုရင်လည်းဒီကြောင်းရှိကြီးက လေဒီ lion deal လောက်တော့ဒီ reason ပဲဖြစ်မယ်လို့ကျွန်တော်တော့မတင်ဘူးပြောချင်တာကျွန်တော် lion deal ကိုခေါ်မယ်ဆိုရင်ကျွန်တော်တို့ကဒီသူ့ရဲ့ rally club ပေါင်းတန်း 30ဝန်းကျင်လောက်ဒါဘေးတိုင်းပဲဆိုရင်ဒါအပြောင်းရှိရဖြစ်လာနိုင်တဲ့ပမာဏဆိုတော့ဒီသမားကိုယ်တိုင်ကလည်းလက်ရှိချိန်မှာဒီ Chelsea တို့တခြားသင်းတွေကစိတ်ဝင်စားနေရဆိုပြီးမဲ့ကိုရီ United ကိုလာချင်တယ်လို့ပြောနေတဲ့အတွက်ဒီ Tyson Striker နေရာတွက်ကတော့ Lion Deal ပဲဖြစ်လာဖို့ရများတယ်။တခြားဘုံလည်းရောက်လာမယ်လို့ပဲကျွန်တော်ကတော့မြင်တယ်။နောက်တစ်ယောက်ကတော့ကျွန်တော် Manchester United သင်းအတွက်ဒါ Lamine နဲ့ season အတွက်ပထမဆုံးခွင့်ပြုမှုတောင်ဖြစ်လာနိုင်တယ်။သူကတော့ဒီ Matthew ရဲ့ကညာပေါ့။ဆိုတော့ Matthew ရဲ့ကညာနေရာတော့စသရရလည်းအဆင်ပြေပြီးသားပါ။သမားကိုယ်တိုင်ကလည်း Champions League ဝင်ခွင့်ရတယ်မရတယ်ကသူ့အတွက်ရေးမကြည့်ဘူး။ Manchester United မှာလာကစားချင်တယ်လို့ပြော ထားတဲ့အတွက်တော်တော်လေးအဆင်ပြေတဲ့အထက်မှာလည်းပါတယ်။ဆိုတော့သူ့ကိုကျွန်တော်တို့ကကျွန်တော်တို့ကဒီ rally clock အရဆိုရင်တော့ပေါင်သန်း60ပေးရမယ်။ဆိုတော့ဒီ United ကပေါင်သန်း60ကိုတရိုက်ပေးမှလား။ဒါမှမဟုတ်ရင်လည်းပို့ပေးပြီးတော့အရေးကြီးနဲ့ပဲပေးမှလားဆိုတာပဲကျွန်တော်တို့ကအဲ့ပိုင်းတွေမှာဆွေးနွေးနေတယ်လို့ပဲကျွန်တော်တို့မြင်တယ်။ဆိုတော့မတိရဲ့ကွန်ညာကတော့ဒေချာရောက်လာလိမ့်မယ်။ဆိုတော့ဒီမှာဆိုရင်မတိရဲ့ကွန်ညာနဲ့ line delay ကပထမဆုံးဖြစ်နိုင်ကြီးအများဆုံးနဲ့ရောက်လာနိုင်ကြီးအများဆုံးကစားသမားတွေလို့ပဲကျွန်တော်တို့မြင်တယ်။ ကျွန်တော်တို့ကနောက်ထပ်ထပ်ပြီးတော့ဒီ asset နေရာမှာဆိုရင် ambomo နဲ့လည်းသတင်းစီထွက်နေတယ်။အဲ့တော့ဒီ ambomo ကတော့ကျွန်တော်တို့ကဒီအထွက်ကစားသမားတွေဟိုအဆင်ပြေမှပဲခွန်နိုင်လိမ့်မယ်လို့ပဲကျွန်တော်ကမြင်တယ်။ဆိုတော့ကစားသမားတွေရောင်းဖြည့်ခဲ့လျင်ဆိုပြီးတော့တခါလဲစဉ်းစားထားတဲ့အတွေ့လို့ပဲကျွန်တော်ကမြင်တယ်။ပြောချင်တာကကျွန်တော်တို့ဒီ Resnant Wildland ရဲ့ Joshua Sisi ရဲ့ Ghana Cho ရဲ့အဲ့သုံးယောက်တည်းကတရားရောက်ရောင်းနိုင်မှသာလေကျွန်တော်တို့ကဒီ ambomo အပြောင်းအရွှေ့ကို လုတ်လာနိုင်တယ်အဖိုးမိုးခေါ်ဖို့ရဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်ကမြင်တယ်ကျွန်တော်လာမယ့်နေ့မှာတေချာတာဗျာဒီ refund နဲ့ antonia တေချာဘောထွက်မယ်ဆိုတော့ဒီနှစ်ယောက်ထွက်သွားရင်သူသူတို့နှစ်ယောက်အတွက်ကျွန်တော်တို့ကဒီမတိရကညာကိုပြန်ပြီးတော့ခေါ်တယ်ဆိုတော့ဂါနာချိုရဲ့ဒီ rosman wine ရဲ့ joshua city ရဲ့၃ယောက်တည်းကအနည်းဆုံးတော့ကျွန်တော်တို့ တယောက်တော့ရောင်းလိုက်မှသာလင်ဒီအန်ဂိုမို့ပြောင်းရွှေ့ရလဲဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်ကမြင်တယ်ပြီးတော့ဒီ Crystal Valley ရဲ့စီမံချက်နဲ့တဲ့သတင်းထွက်တယ်ဒါကတော့ order နေ့တည်းအနေနဲ့ပဲရှိလို့ကျွန်တော်ကမြင်တယ်တကယ်လို့ကျွန်တော်တို့ခုနရှိရကစားသမား၃ယောက်မှာ၂ယောက်လောက်ထွက်ခင်ပဲဆိုရင်တကယ်လဲဒီ၂ယောက်စလုံးလဲရောက်လာနိုင်တယ်အန်ဂိုမို့ရောစီမံချက်ရောရောက်လာနိုင်တယ်ဒါပေမဲ့ဒီတယောက်လောက်ပဲထွက်ပြခဲ့တယ်ဆိုရင်တော့အန်ဂိုမို့နဲ့စီမံချက်တယောက်တော့ရောက်လာလိမ့်မယ်လို့ပဲကျွန်တော်ကမြင်တယ်ဒါပေမဲ့သူတို့ရဲ့ပြောင်းရွှေ့ရကျွန်တော်တို့အသင်းရဲ့ရောင်းထုတ်နိုင်မှုပေါ်မှာမူတည်နေတယ်ကျွန်တော်အသင်းကလည်းအဲကစားသမား၃ယောက်ထဲကနေပြီးတော့ဒီရာဒီ၂ယောက်ရောင်းချဖို့ဆိုတာကတော်တော်လေးခက်လိမ့်မယ်ဆိုတော့ ိုက်စစ်မှာတော့တကယ်တမ်းဒီဖြစ်နိုင်ရည်အများဆုံးကြည့်တွေ့ကြည့်မယ်ဆိုရင်ဒီမတိရဲ့ကွန်ရဲ့ line delay ရဲ့အဖြစ်ဖြစ်နိုင်ဆုံးများရဲ့ဆိုတော့ queen နဲ့ဘိုင်းကိုသွားကြည့်မယ်ဆိုရင်တော့ကျွန်တော်တင်းရ queen နဲ့ဘိုင်းမှာအမှန်တမ်းပြောရင် overall တော့အမှသိကြတယ်ကက်စီကလက်ရှိချိန်မှာပြန်ပြီးတော့ form တစ်ခုတော့ရနေတယ်ဒါပေမဲ့ လာမယ့်နှစ်မှာအင်ဒက်စတရီကပိုပြီးကျလာနိုင်တယ်ခရစ်ချန်အဲဒီဆင်ဆိုတာကဒီရာသီမှာသုံးကုန်များတော့နောက်တစ်ယောက်ကဘရူနိုဘရူနိုဆိုရင်လည်းဒီတိုင်းပဲလို့ပဲကျွန်တော်ကမြင်တယ်ဘရူနိုအနေနဲ့လည်းဟိုလာမယ့်နှစ်မှာပိုပြီးတော့အင်ဒက်စတရီကရုပ်ကံရလာနိုင်တယ်အသက်ရွယ်ရတယ်တဖြည်းဖြည်းရလာပြီဆိုတော့ကွင်းလယ်ကကျွန်တော်တို့တော်တော်ကြီးအကြောင်းလေးလုံးမှရမှာဆိုတော့လက်ရှိကွင်းလယ်မှာအပြောင်းလဲလုပ်ရမယ်ဆိုပေမဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းမှာသတင်းထွက်နေတဲ့ကစားသမားများများဆဆမရှိဘူးကွင်းလယ်မှာလက်ရှိတရားဝင်ချိန်ဆက်တာဆိုလို့ဒါအက်တလန်တာကွင်းလယ်ကဒီအက်ဒါဆင်နဲ့ပဲသတင်းထွက်နေတယ်ဆိုတော့အက်ဒါဆင်ဟိုတော့ ဟိုပြောင်းရှေ့ခြေကတော့နည်းနည်းလေးညှိယူရလိမ့်မယ်အချိန်တစ်ခုယူရလိမ့်မယ်လို့ပဲကျွန်တော်ကတော့မြင်တယ်အဒါဆင်ကရောက်လာနိုင်ဖို့ရလဲမရလဲအဓိကကက်စီရဲ့ဒီခရစ်ယာန်အဲရီဆင်ရဲ့ထွက်သွားရင်အဒါဆင်ကတရားပေါ်ရောက်လာလိမ့်မယ်ဒါပေမဲ့အပြောင်းရှေ့ရတော့ခုကျွန်တော်တို့ပေးချင်တဲ့ဈေးရဲ့အတလန်တာခေါ်နေတဲ့ဈေးရဲ့ဈာချပြီးညှိမှပဲအစီအလေးလိမ့်မယ်လို့ကျွန်တော်ကမြင်တယ်နောက်တစ်ခုကဒီနယူကွင်းနဲ့လူဒိုနာလီဒိုနာလီကတော့ဖြစ်နိုင်ချေရန်နေတဲ့အထက်မှာပါရလို့တော့မြင်တယ်ဟိုအလောက်ကြီးထိပြောင်းရှေ့ခြေတွေအားကြီးသုံးဖို့လဲယူနိုက်တက်အနေနဲ့အဆင်ပြေမယ်လို့လဲကျွန်တော်ကတော့မမြင်ဘူးဆိုတော့ဒီကွင်းလဲကဒီတခြားကစားသမားတွေများများဆဆသတင်းထွက်မနေသေးတဲ့အတွက်နည်းနည်း ပို့ပြီးစိတ်ဝင်စားစရာလည်းကောင်းတယ်မိမိလာမယ့်နေ့မှာဒီစကူကိုနေတို့ဘာတို့ကအရန်နေနေရှိမယ်ဆိုရင်တော့မှကျွန်တော်ကွင်းလေရကျွန်တော်ကျွန်တော် personality အရဆိုရင်ကျွန်တော် United ကွင်းလေကို၃ယောက်လောက်လုပ်စီခြင်းနဲ့ဒီ Ederson ရယ်ဒါပဲပိုင်ဖို့နေရာတော့ဗျာဒါပဲပိုင်ဖို့နေရာတော့နောက်တစ်ယောက်ရယ်ဥပမာဒီချိန်မှာဆိုရင် ဥကားသေးရှိတယ်။ကိုဗီမီနူးကိုလည်းအဲ့နေရာပြန်သုံးလို့ရာကောင်းရသွားနိုင်တယ်ဒီအတွဲဖက်မိတဲ့ကစားသမားကိုခေါ်ပြနိုင်ရင်ဒါပေမဲ့အနည်းဆုံးတော့အဲ့ကွင်းထဲမှာ၄ယောက်လောက်လို့ရှိသေးခြင်းနဲ့ဒါပေမဲ့ပိုင်ပေါင်းနေရာမှာ၄ယောက်လောက်ရှိပြီးတော့ဘရူနိုဖာနယ်တဲ့နေရာမှာလည်း၁ယောက်လောက်ရှိခြင်းနဲ့ကွင်းထဲကကျွန်တော်အပြင်ရာဆိုရင်၃ယောက်လောက်ရောက်သေးခြင်းနဲ့ ဆိုတော့3ယောက်ရဲ့အခု6ရက်2ယောက်ရဲ့ဆိုတော့ကျွန်တော်အဓိကရောက်စီချင်တာ9ယောက်ပြားအခု United အတွက်9ယောက်ရောက်စီချင်တယ်ပြီးတော့ကျွန်တော်နောက်တန်းစင်တာဘက်ကိုလည်းကျွန်တော်ရောက်စီချင်တယ် CCB အထိုင်အနေနဲ့ဒီ Harry Maguire တို့ဒီ Matthias Delict တို့ရှိပေမဲ့ဒီသမားတွေလာမယ့်နေ့မှာအရင်ကြီးအဆင်ပြေနိုင်တော့မယ့်ထင်ပါတော့မပါဘူးလို့ပဲကျွန်တော်မြင်တယ်ဒီနေ့ Euro ကဒီ CCB အနေနဲ့ကစားနိုင်တာတော့ကျွန်တော်သိရပြဒါပေမဲ့ဒီနေ့ Euro ရဲ့ ability ကဒီ RCB NCB မှာပို့ပြီးတော့ရနိုင်တယ်သူကပို့ပြီးတော့ သူ့စီရ impact ကိုပို့ပြီးတော့ကျွန်တော်ရနိုင်တယ်လို့မြင်တယ်။သူ CCB ကစားသမားကတော့ဒီအထိုင်ပဲပေါ့နော်။သူ RCB NCB ကစားသမားကကျတော့ကျွန်တော်တို့ဒီ beta fee တွေမှာ defensive high pressing လုပ်တဲ့အခါမှာကိုရီးယားဘောလုံးကို recycle လုပ်တာပဲဖြစ်ဖြစ် manipulate လုပ်ပြီးရင်ပဲဖြစ်ဖြစ်ကျွန်တော် progressive carry ကလိုတယ် progressive progressive carry ကဒါပဲပိုင်းဖို့ကစားသမားမှလိုရမယ်မဟုတ်ဘူးယာဒီ RCB 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 ကစားသမားကလို့ရင်လည်းလွတ်တယ်လို့ progressive carry လုပ်ရမှာဆိုတော့ခုဟို ဒီပြီးခဲ့တဲ့ဒီ Viva One ပွဲမှာဆိုရင် Linear လို့ဒီ Beta Phase ကနေစပြီးတော့ Progressive Carry လုပ်တဲ့ပုံစံတွေကသူသူနေသူစီရ ability ကိုအပြည့်အဝရကျင်နေဆိုရင်ကျွန်တော်တို့က RCB RCB မှာပဲသုံးရမယ့်အတွက် CCB မှာမတည့်ရဒီလေးရဒီ Harry Maguire နေအရင်နဲ့တော့မလုံလောက်ဘူးဒါပေမဲ့ CCB မှာလည်းကျွန်တော်တို့ကအများကြီးတော့ကစားသမားတရင်တော့မထွက်တော့ဘူးမထွက်တော့ဆိုတာကဒီ Jake Redwood တော့ထွက်ပြီမဲ့လည်း သိရခေါမလားမခေါ်လားတော့ဘာလို့ဆိုတော့ခဏိကလည်းကျွန်တော်တို့ကနောက်တန်းဟိုပဲ overhaul လုပ်ပြရဆိုတော့နောက်တန်းတော့ဒါခေါ်ဖို့ခွန်နိုင်ဖို့ရနေတယ်ဆိုတော့ဂူသမားကတော့ကျွန်တော်မဖြစ်မနေတယောက်ကိုတော့ခေါ်စီခြင်းနဲ့ဂူသမားကအူနာနာထွက်ပြစ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်နှစ်ယောက်ခေါ်မှရမယ်ဘာလို့ဆိုတော့ဗာရန်ဒါကတရားဘောက်ထွက်မှာဆိုတော့အူနာနာကတကယ်လို့ထွက်ပြစ်ခဲ့မယ်ဆိုရင်ဘုဆုံးမနှစ်ယောက်ခေါ်ရလိမ့်မယ်ဒါပေမဲ့အူနာနာမထွက်ဘဲနဲ့ဗာရန်ဒါကထွက်သွားတယ်ဆိုရင်လည်းဒီအူနာနာအယံမျိုးဆိုတာတဲ့အူနာနာနဲ့ competitive လုပ်နိုင်တဲ့ဒီ first line အကစားသမားကိုပဲကျွန်တော်ကခေါ်စေချင်တယ်။ဆိုတော့ဒီနောက်တန်းက CCB တယောက်ရယ်၊ကုသမားတယောက်ရယ်ပြီးတော့ကွင်းလေကကျွန်တော်၃ယောက်လိုချင်တယ်၊၃ယောက်လိုချင်တယ်ပြီးတော့ရှေ့တန်းကဒါ၂ယောက်ပေါ့နော်။ရှေ့တန်းက၂ယောက်ဆိုရင်ကျွန်တော်အဓိက9 9နေရာလောက်ဖြစ်နိုင်ဖြစ်ဖြစ်စေချင်တယ် United ကို။ဒါပေမဲ့ဒီ reality အရာဖြစ်လာနိုင်ကြည်ကကျွန်တော်တို့လေးနေရာတော့ရတယ်ဆိုရင်ကိုဒါအစီအပြေတဲ့အထက်မှာတော့ပါတယ်ဒီ၄ယောက်ထက်တော့ရော့ပြီးတော့ခေါ်လို့မရဘူးအနည်းဆုံး၄ယောက်နဲ့၅ယောက်9ယောက်မခေါ်နိုင်ဘူးဆိုရင်တော့၄ယောက်နဲ့၅ယောက်ကတော့ခေါ်ဖို့ရလို့တယ်အမှန်တော့ ကျွန်တော် Bruno Fernandez နေရာအတွက်လည်းကျွန်တော်စဉ်းစားသင့်ပြီးပြ Bruno Fernandez ရဲ့နေရာကို Bruno Fernandez နားမှခေါ်လိုက်တာထက်သာရင်လက်ရှိ Bruno Fernandez ဒါ sorry ကိုမတော်ဖြစ်ဘူးကျွန်တော်အဲ့ဒီမှာဆက်ရှိနေတယ်ဆိုရင် Bruno Fernandez ရဲ့ဒီအရန်အနေနဲ့ဖြည်းဖြည်းချင်း integration လုပ်ပြီးတော့ဒါမှ Bruno နားတော်တဲ့အချိန်မှာကျွန်တော်တို့ကဒီကစားသမားကိုအစဉ်အဆက်သုံးလုံးရတဲ့အနေအထားမျိုးကိုရောက်တော့မှာဆိုတော့ကျွန်တော်အမြင်ရဆိုရင်တော့ကစားသမား9ယောက်လောက်ဒီခေါ်စီခြင်းနဲ့ခေါ်စီခြင်းနဲ့အတွက်ကျွန်တော်က quality ကစားသမားတွေဖြစ်ဖို့ရာဆိုတာထက်ကြာ industry ကောင်းကောင်းနဲ့ဒီဘောလုံးကိုနည်းနည်း potential industry ကောင်းကောင်းနဲ့ potential ရှိတယ်ဆိုရင်ကိုအဆင်ပြေသေးရဲ့ကျွန်တော်လာမယ့်နှစ်ကတိုင်းတယ်ကိုလည်းတန်းပြီးတော့သွားမှန်းလို့လည်းမရတဲ့အတွက်ကျွန်တော်တို့ဒီကစားသမားတွေနဲ့ဆိုတော့အခုပြောင်းရွှေ့ကြီးတွေကတော့အများအားဆုံးကတော့ဒါတချို့တော့ပါကောင်းပါနိုင်တယ်ပြော60 80ဝန်းကျင်ကစားသမားတွေတော့ပါလာနိုင်တယ်အများဆုံးဒီပြန်မြ AV အရာဆိုရင်တော့ပုံစံ40ဝန်းကျင်ကစားသမားတွေပဲကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တွေကိုအများဆုံးရောက်လာနိုင်ပြီလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီ M4 ကိုလည်းရောက်စီခြင်းတယ်အဓိကကတော့ ီရှေ့ကကျွန်တော်ပြောလို့ပဲကာနာချိုရက်စမန်ဂျိုရှူဝါစီစီထွက်သွားတယ်ဆိုရင်တော့အန်ဖိုမိုရောက်လာဖို့ကများတယ်ကျွန်တော် personally ကအန်ဖိုမိုကို favor ဖြစ်တဲ့ထင်မှာပါတယ်ဟိုဘာကြောင့် favor ဖြစ်တယ်ဆိုတာလဲနောက်ပိုင်းညာကျွန်တော်ညီကိုရင်းနဲ့တူဆွေးနွေးသုံးသပ်သွားသွားခြင်းနဲ့ဆိုတော့ United အနေနဲ့လက်ရှိချိန်မှာဒါ second striker နဲ့တိုက်စစ်နေရာတွေပဲတရင်းနေရာနှိမ့်ထွက်နေရယ်ဆိုတော့နှိမ့်ထွက်နေရယ်ဆိုတာကတချို့ကသားသမားတွေကကျွန်တော် alternative အနေနဲ့ပဲထားတယ်ဆိုတော့ realistic လို့ရဆိုရင်တော့ဒီတိုက်စစ်က Lion Dealer နဲ့ Matias Cunha ကအရင်ဆုံးကျွန်တော် Manchester United တင်ကိုရောက်လာနိုင်တယ်ကျန်တဲ့ဒီ Simon Nyo နဲ့ Anpomoa ကတော့ ဒီ goal ကြီးကကစားသမားတွေရောင်းထွက်မှာပဲဒါပလန်ထားတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့ United အနေနဲ့ဒီရာသီမှာမခေါ်ဘူးဆိုရင်တောင်းမှာမခေါ်နိုင်ဘူးဆိုရင်တောင်းမှာအနည်းဆုံး9ရောက်လောက်တော့ခေါ်ဖို့ရလုံမယ်လို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ပေါ်တော့လက်ရှိ United တတိယထွက်နေတဲ့ကစားသမားတွေမှာတချို့ကစားသမားတွေကတကယ်ခေါ်ဖို့အတွက်တချို့ကစားသမားတွေကတော့ရောင်းထွက်ပြီးမှပဲ order native တွေနဲ့စဉ်းစားထားတဲ့လို့ပဲကျွန်တော်တော့မြင်တယ်ပြီးတော့ကျွန်တော်ကတော့ 900လောက်ကိုဖော်စီတင်တယ်900လောက်လောက်ဒါမဲ့900လောက်မဖြစ်နိုင်ဘူးဆိုရင်တော့900လောက်ဖြည့်လိုက်ရင်ကိုတော်တော်အဆင်ပြေတယ်လာမယ့်နေ့126ကိုတော့ကျွန်တော်တို့ဒီ competition ကောင်းကောင်းလုပ်လို့ရမယ်ဆိုပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်ထားတာဖြစ်တယ်ဆိုတော့ညီကိုရင်းနဲ့ရောအဲ့ဒီပုံမှာအမြင်တွေဘယ်လိုရှိလဲ ဘယ်ကနာမားတွေရောက်စီခြင်းလဲပြီးတော့ဘယ်နှနေရာလောက်ဖြစ်ဖို့လိုလဲဆိုတာကိုညီကိုရဲ့အမြင်တွေကိုကျွန်တော်တို့ဝင်ရောက်ဆင်းနေသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေသက်တယ်ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်